ကောလရဲ့တနစ်တာအတော်ဆုံးចောင်းသားများစီးမှာရွေးချယ်ခံရပြီးတက္ကသိုလ်ကြီးကိုဝင်ခွင့်ရတော့ရတဲ့မေထလူမြမပြိသိတွေဈာထဲမှာတော့မေထလူကချမောလှပါတဲ့ရုပ်ကြီးကြောင့်နာမည်ကြီးတယ်လို့ဂိုသွန်းကောင်းနာကြောင့်လည်းလူကြိုက်များပါတယ်မေထလူကမြမဂုံကိုဆောင်ပေးနိုင်ခဲ့ပြီးသူပါဝင်ကစားခဲ့တဲ့ဘောလုံးပွဲမှာချန်ပီယံဖြစ်သွားခဲ့ပါတယ်ဘောလုံးအကယ်ဒမီတွေမှာတက်ရောက်ခဲ့တာမဟုတ်ဘဲနဲ့ဂိုသွန်းကောင်းနဲ့မေထလူကိုဘောလုံးပွဲတွေပြီးသွားပြီမဲ့ပြိသိတွေကတော့မမေ့သွားကြပါဘူးမေထလူကမိဘတွေကပညာရေးအပေးတာကြောင့်အမေရိကန်မှာကျောင်းတက်လို့ရအောင်စီစဉ်ပေးခဲ့ပါတယ်မေထလူကတော့ဘောလုံးကိုဝါသနာပါလာကြောင့် င်ဘယ်နေရာရောက်ရောက်ဘောလုံးအသင်းတွေမှာပါဝင်နေပါတယ်။မိဘတွေကတော့ဘောလုံးကန်ရင်နဲ့တခုခုဖြစ်သွားမှာကိုစိုးရင်ပြီးတော့မိချက်လူကကျောင်းစာနဲ့ဝါသနာကိုမျှကြအောင်လုပ်နိုင်သူပါ။ဘောလုံးကန်ခြင်းရင်ကျောင်းစာလည်းကြိုးစားရမယ်လို့မိဘတွေကပြောထားတာကြောင့်ဘောလုံးပွဲတက်လျှောက်မှာနေမိချက်လူကအစားလုံးနေရပါတယ်။အမေရိကန်မှာတက်ရောက်နေတဲ့ college ကဖွင့်နေပြီးဖြစ်ပေမဲ့မိချက်လူကတော့ online ကနေစတင်ခဲ့ပြီးမြန်မာဘောလုံးအသင်းအတွက်ကုန်ဆောင်ပေးခဲ့ပါတယ်။မိချက်လူကမြန်မာနိုင်ငံကိုပြန်ရောက်ပြီးတဲ့နောက်အနာမယူနိုင်မဲအမေရိကကိုအချက်ချင်းပြန်သွားခင်ရပါတယ်။ ။ကျောင်းစာကိုလည်းကြိုးစားတဲ့မိထလူကတော့တနစ်တားရဲ့အတော်ဆုံးကျောင်းသားများစီးရင်ထဲမှာပါဝင်သွားခဲ့ပြီးအခုဆိုရင်တော့သူအရင်တက်ချင်တဲ့တက္ကသိုလ်ကိုတက်ခွင့်ရသွားခဲ့ပါပြီ။အမေရိကန်မှာကောလိပ်တက်နေတဲ့မိထလူကတက္ကသိုလ်ဝင်ခွင့်ရအောင်လဲဂျပန်မှာကြိုးစားနေရတဲ့သူပါ။တက္ကသိုလ်တက်မှသာဝေရမှာဖြစ်တဲ့အတွက်မိထလူကကျောင်းစာကိုလည်းမလှင်စေရပါဘူး။သူကအပေးရဲ့ပြည်သက်တွေဝမ်းသာရအောင်တက္ကသိုလ်ဝင်ခွင့်ရတဲ့စာကိုလည်းတင်ထားပေးခဲ့ပြီးပညာရေးမှာလည်းထူးချွန်တဲ့အကြောင်းပြသလိုက်ပါတယ်။ကြိုးစားမှုရဲ့ရလဒ်အဖြစ်မိထလူက UCL တက္ကသိုလ်ကိုဝင်ခွင့်ရသွားကဒီနှစ်ချမ်းမှာတယောက်တော့မှာဖြစ်ပါတယ်။ရ ကီကောင်းတဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီးတော့မိချက်လူကဒီနှစ်ထဲမှာအောင်ပွဲတွေတစ်ခုပြီးတစ်ခုဆက်နေပါတယ်ရှင် မေချက်လူကမြန်မာနိုင်ငံမှာ international school တက်ရောက်ခဲ့ပြီးအမေရိကန်ကိုရောက်တဲ့အခါမှာတော့ California ပြည်နယ်က Phoenix College မှာဝင်ခွင့်ရရှိခဲ့ပါတယ်။ College မှာပြီးဆုံးသွားမှသာတက္ကသိုလ်ကိုဝင်ခွင့်ရမှာဖြစ်လို့မေချက်လူလည်းနောက်ကောက်မကျအောင်လို့ကြိုးစားခဲ့ပါတယ်။မေချက်လူကအမေရိကန်နိုင်ငံမှာ College တက်ရင်နဲ့ Semi Pro League Los Angeles Phoenix အသင်းမှာလည်းကစားခဲ့ပါတယ်။ College ကပွဲတွေမှာခြေစွမ်းပြနိုင်ခဲ့တာကြောင့်အမေရိကန်သတင်းဌာနကတော့ interview တွေလာလုပ်ပြီး TV သတင်းမှာလည်းဖော်ပြခံခဲ့ရတဲ့အထိထူးချွန်ခဲ့သူပါ။ ဒီအတင်းမှာဆိုလို့ရှိရင်တော့စုစုပေါင်းကစားပွဲ20အတွင်းမှာ79သွင်းယူပေးထားနိုင်သူဖြစ်ပြီးဘယ်နေရာရောက်ရောက်ကြိုးစားမှုကတော့ရော့မသွားခဲ့ပါဘူး။ အခုတော့မြေချက်လူက UCLA တက္ကသိုလ်ကြီးမှာတက်ပုံလေးရိုက်ကူးပြီးတော့သူ့ရဲ့ဤမန်းချက်တွေပြေတော့မှာပါ။အရင်ကတည်းက UCLA တက္ကသိုလ်မှာတက်နိုင်ဖို့ဤမန်းချက်ကြီးကြီးထားခဲ့သူဖြစ်ပါတယ်။အသက်22နှစ်အရွယ်သာရှိသေးတဲ့မြေချက်လူကရုပ်ရည်နဲ့ချောမောလှပလာကြောင့်မင်္ဂလာပရိသတ်တွေကိုပါပိုင်ဆိုင်ထားသူဖြစ်ပါတယ်။နိုင်ငံသားမှာကိုယ့်အကိုကိုပြီးစာကျူးစားနေတဲ့မြေချက်လူအတွက်လည်းပရိသတ်တွေကဂုဏ်ယူနေကြပါတယ်။မြေချက်လူရဲ့ကျူးစားအထောက်အမှုကတခြားသောလူငယ်တွေကိုလည်းအကြစေပြီးသူတို့ထူးချွန်ခြင်းစိတ်တွေဖြစ်လာကြပါတယ်။ဒီနေ့မှာတော့အစီအကိမ်းမှာလည်းရှင်မြအောင်မှာဖြစ်တဲ့အတွက်မြမမျိုးသမီးအသက်မှာမြေချက်လူက ပါဝင်အောင်မလားဆိုတာကတော့ပြည်သက်တီကစိတ်ဝင်စားနေကြပါတယ်။မိထက်လူကအမေရိကန်မှာတက္ကသိုလ်တရားတော်မှာဖြစ်တဲ့အတွက်သူမပါဝင်တော့မှကိုလည်းစိုးရိမ်နေကြပါတယ်။ဥစစောကတော့ဘောလုံးမှာချန်ပီယံစုကြီးကိုရစင်မှာတော့အစည်းကိမ်းမှာပါနိုင်မှုအတွက်မိထက်လူရဲ့ကြောင်းပဲနဲ့ညှိနှိုင်းသွားမယ်လို့ပြောပါတယ်။မိထက်လူကတော့ဘောလုံးကိုစိတ်ဝင်စားတဲ့သူတွေကိုတော့စိတ်ဝင်စားလာစေတဲ့အပြင်မြမကုံကုံဆောင်ပေးနိုင်သူဖြစ်တာကြောင့်လူငယ်တွေကြားထဲမှာတော့စံပြဖြစ်လာခဲ့သူပါ။ ဘောလုံးအကစားမှသာမကပဲပညာရေးမှာပါထူးချွန်နေတဲ့မေထက်လူကိုပြည်သက်ကြီးတို့ရောသဘောကျရလားဆိုတော့ကိုမမပြောခဲ့ပြီးပါအောင်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။